မင်္ဂလာပါကျွန်တော်ဒီ messenger group မှာတော့ပြောထားပြီးသားပေါ့ဗျာဒီ68ခွန်ကတအားကောင်းနေခဏတကွက်ကောင်းလုံးရင်ပါဝါတို့နှက်ခတ်တို့ကျွန်တော်တို့ခံခဲ့ရတာလေမနေတော့ဘူးပေါ့နော်အဲ့တော့ဒီမှာပြီးခဲ့တဲ့ပွဲကအထက်အောက်ပါဝါလှန်နေကနန်း အကျွေးကြံနေတာလေကျွန်တော်တို့ပြီးခဲ့တဲ့ပွဲက73အခွနဲ့10ခွက်ကို10ခွက်လိုက်အောင်တာ2ဦးဖြစ်စဉ်2ကတ်လေးနဲ့လိုက်တာပေါ့ဒီမှာတုံညာတုံညာတီးလို့ဇောင်းထိုးတဲ့ခါထိုးပြီးရတဲ့63ဆိုပြီးဒီလိုထောင်းနေအဲ့ဒီနှစ်ထဲမှာ4311ဆိုပြီးတော့ထောင်းနေဆိုတဲ့အယူအဆနဲ့ကျွန်တော်တို့ကဒီမှာတခြားလိုင်းတွေရောပါတာပေါ့နော်အဲ့လိုထောင်းခဲ့တာထောင်းခဲ့တော့အဲ့ဒီနှစ်ထဲမှာပြီးခဲ့တဲ့အချိန်ကကျွန်တော် ရှင်းနေထရကနာ9ကိုရှိတယ်လေပြောခဲ့တယ်အဲ့ဒီနေထက်ကသူကနှစ်ကစီးနေပုံတော့၃ညာ၃ခွတဲ့ကနန်းကသူကပြန်ကြတာပြန်ကြတာပေါ့နော်ပြန်ကြပြီရတယ်သူရဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်5ချိန်မြောက်က5ချိန်မြောက်ကကနန်းကိုကျွန်တော်ကဒီလိုရွေ့ပေါ့ပရိတ်သုံးပရိတ်စသုံးမလို့ပရိတ်စသုံးရွေ့ပေါ့အဲ့လိုမျိုးကျွန်တော်ယူဆပြီးပြီးခဲ့တဲ့ပွဲကကျွန်တော်ဒီမှာ ဒီမှာ133333ဆိုပြီးတော့ဒီမှာဖြစ်တာလေ133333ပေါ့ဗျာ3ဆိုပြီးတော့ဒီမှာ63ဆိုပြီးတော့ထောင်တာထောင်မိတာ ਨੇ သူကအဲ့ဒီနှစ်ထဲမှာဒီမှာ4133ဆိုပြီးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က73အခွာ10ခွဲအလိုင်းအောင်ခဲ့တာအဲ့ဒီနှစ်ထဲမှာပဲသူက33ခွာတဲ့ခဏန်းသူကပြန်ကြလာ630 အဲ့ဒီကောင်ကနေတစ်ချိန်၊၂ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်၅ချိန်မှ၃ညာ၃ခွာတဲ့ကဏ္ဍပြန်ကြလို့သူကပြိတ်သုံးတည်တာတဲပြည့်နဲ့ဒီနောက်ကိုကြားတဲ့ကဏ္ဍဒီလိုရွေ့ရင်ရွေ့မရွေ့သူ့ရှင်းနေထေးရကဏ္ဍတို့ပြမဲ့သူ့သူ့ရှင်းနေထေးရကဏ္ဍဖြစ်တာပေါ့ဒီကောင်မရွေ့ဘဲနဲ့သူ့ရှင်းနေထေးရကဏ္ဍဖြစ်သွားတာနာနော်နာလှဲစားတယ်ကျွန်တော်တို့လိုက်နေကြသူ့ရှင်းနေထေးရ၈၆၆၈ခုဖြစ်တာအဲ့ဒီတော့သူ့ရဲ့နောက်နေထဲမှာ ဒီကိလုံပြောတာကကျွန်တော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့အထက်အောက်ပါဝါလှန်တဲ့ခဏလိုက်တာနော်သူမကြောက်ဘူးအကျွေးကျန်းနေတယ်နော်သုံးကတ်လိုင်းကြီးကနောက်နှစ်လည်းကူတတ်တယ်ဆိုတာဒီမှာအဲ့ဒီဒီအဲ့ဒီကောင်ရဲ့နောက်နှစ်ထဲမှာပါဝါလှန်ထားတယ်နော်ပါဝါလှန်ထားတာကကလင်နာမှာတော့ကျွန်တော်ရှာကြည့်ရယ်ကလင်နာမှာရှိတာကဒီမှာပေါ့နော်ကိုးဆိုတော့သူကဒီဘက်နှစ်ဦးကိုသွားကူးလိုက်ရင်ခါထောင်သုံးလုံး968ဆိုပြီးခါထောင်သုံးလုံးเนี่ย ခါတော့တော့968ရှိလို့ထောင်းတာအဲ့ဒီရှစ်ခါနဲ့ကဏ္ဍဟာသူ့အောက်ကိုပါဝါပြန်လှန်နေနော်ပါဝါပြန်လှန်နေအဲ့ဒါတစ်ချက်သတိထားပါဗျာနော်အဲ့တော့သူ့ရဲ့နောက်နေ့ထဲမှာဒီမှာကတော့တခါနဲ့ဒီမှာ968ဆိုပြီးတော့ဒီမှာခါတော့လုံးထောင်းတာထောင်းပြနဲ့ဒီကဏ္ဍပါဝါလှန်ရင်ပါဝါလှန်ရင်ကျွန်တော်တို့ကဒါကကဏ္ဍတစ်ကွက်တအားကောင်းလို့ရင်ကျွန်တော်တို့ပါဝါတွေနှက်ခတ်တွေခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီ683ကလည်းဒါ132 ဒဲ့ဟိုအာပေါ့နော်ဒဲ့အာဟိုကြိုက်တဲ့ဆိုရင်ထို့ပေါ့နော်ဒါတစ်သုံးနှစ်ဒဲ့အာဟိုဘာဖြစ်လို့လဲဆိုရင်6 8ခွန်တအားကောင်းတဲ့အတွက်ကောင်းလွန်းရင်သူကပါဝါတွေနှက်ခတ်တွေလှမ်းသွားရင်6 8ခွန်ရဲ့နှက်ခတ်ပါဝါတစ်သုံးနှစ်ပဲနှက်ခတ်ကတော့3.6တစ်ပေါ့ဗျာနော်အဲ့ဒါလိုပဲပြီးရတဲ့နေ့ကကျွန်တော်တို့လိုက်တဲ့လိုက်ရိုးလိုက်စင်မာကဒီမှာကလင်နာမှာရှိတာလေးလေးထူကြတဲ့ဟာလေး နော်ဒါနှစ်ကက်ကလေးတွေမှာ160လို့နောက်ပိတ်သုံးလုံးထောက်ပြီဆိုတာနဲ့သူ့အောက်က388ခဏတော့ဒီမှာ93ဆိုပြီးတော့သူ့ရဲ့ပါဝါကဏ္ဍပြန်လာသွားတယ်8နှစ်ခတ်အဲ8ပါဝါ3နှလုံးရေ3ညပါဝါ9ရေဆိုပြီးတော့160နောက်ထောင်တာနဲ့လीဒါနှစ်ကက်ကလေးတွေပေါ့နော်အဲ့တော့ဒီမှာကလည်းသူက160လို့နောက်ပိတ်သုံးလုံးထောင်တာနဲ့သူက9နှစ်9နှလုံးရဲ့ပါဝါ4နှလုံးနဲ့8ပါဝါ3နဲ့ဆိုပြီးပါဝါလန်သွားတယ်လीအဲ့လိုမျိုးလေးလည်း ဟိုရှေ့မှာတရကားလေးရှိတယ်ပေါ့အဲ့တော့ထိုးခြင်းရင်ဒီမှာတစ်နှစ်တစ်သုံးနှစ်ဒဲကိုအာရန်လေးထိုးပေါ့ဟိုမှာတော့ဒဲဒဲလှန်ထားတာလေနှစ်ကပ်ကိုဒဲလှန်ထားတာနော်968လို့ထောင်းလိုက်တာလေအဲ့ဒီတော့ဒီမှာလဲ968တဲ့ဒီမှာလာထောင်းတာဒီနှစ်ကပ်စီမှာပဲလာထောင်းတဲ့အတွက်968ကဏ္ဍသုံးလုံးပေါင်းခြင်းကလည်း၃နေပဲ၃နေပဲဖြစ်တဲ့အတွက်ကြောင့်ဒီမှာလဲခွာသုံးတဲ့ကဏ္ဍပြန်ကြပြီ၅ချိန်မြောက်မှာအဲ၃နှစ်ခါ၅၄၄ပဲသဘောတရားကတော့ဘရိတ်သုံးတဲ့ပြီသူ့နောက်ကိုကြားတဲ့ကဏ္ဍကလှည့်စားပြီပေါ့ဗျာသူဒီကဏ္ဍမဟုတ်ဖ ೇನೆ သူက သူရှိနေထည့်ရကဏန်ပေးချသွားတယ်။အဲ့ဒီရဲ့နောက်နေ့ထဲမှာပဲ968ခါတောင်း3လုံးဝါသူကသုံးတဲ့ကစားတဲ့အတွက်ကြောင့်968ရဲ့ပုံစံတူနှစ်ကပ်ဝါသွားပြီ။968ရဲ့ပုံစံတူနှစ်ကပ်ရဲ့အောက်မှာ132ဒါပါဝါလှမ်းသွားရင်68ခွန်ပါဝါလှမ်းရင်132အဲ့တော့ကလင်နာမှာ68ခွန်နှစ်ကွက်ထွက်ထားတဲ့68ခုဒါရောဒီနှစ်ကောမှာနှစ်ကွက်ပဲဒဲထွက်ထားတာပါတော့68ခွန်ဒဲထွက်ထားပြီသူ့အောက်မှာရာဇဝင်ကတော့စီနီယာဆက်လိုက်တယ်ပေါ့နော်စီနီယာထက်လိုက်တယ်ဆိုတဲ့သဘောရှိတယ်နော်အဲ့တော့ စီနီယံထပ်လိုက်သွားရင်ဒီကောင်68ခုပါဝါလှမ်းသွားရင်လည်းတစ်သုံးနှစ်ဒက်အာလေးကိုတော့စိတ်ကူပေါင်းရင်ထိုးရင်ထိုးပေါ့နော်အားလုံးပဲမင်္ဂလာပါဒီလောက်ပါပဲနော်